အားလုံးပဲမင်္ဂလာပါခင်ဗျာဘာမီဆိုမူဗီကနေပြန်လဲပြီးတော့ကြိုးဆိုပါတယ်ဆိုတော့ဒီနေ့မှတစ်ဆက်ပြီးသွားဖို့ရွေးချယ်ထားတဲ့ဇာတ်ကားလေးက1998ခုနှစ်တုန်းကထွက်ရှိထားတဲ့ Blade ဆိုတဲ့သွေးဆုပ်ဖုတ်ကောင်တွေကို light နေနေမဲ့လူစားကောင်တယောက်ကြောင့်ကိုဇက်အိမ်ဖွဲထားတဲ့ဇာတ်ကားဖြစ်ပါတယ်သွေးဆုပ်ဖုတ်ကောင်နဲ့ပတ်သက်တဲ့ဇာလန်းတွေထဲမှာသူခေသူခါကတော်လေးကိုအောင်မြင်ခဲ့တဲ့ဇာတ်ကားတစ်ခါဖြစ်ပြီး MDB rating က7.1အထိကိုရရှိတဲ့ဇာတ်ကားကောင်တစ်ခါဖြစ်ပါတယ်ကဲအားလုံးစိတ်နှပြီးပြီဆိုရင်တော့ကျွန်တော်ဒီနေ့ recap လေးကိုစလိုက်ပါမယ်ခင်ဗျာ ကျွန်တော်ကတော့စီစဉ်တင်ဆက်သူအန်ခင်မှုပဲဖြစ်ပါတယ်ခင်ဗျာဇလန်းစားမှာတော့ operation ခန်းထဲမှာသွေးတန်ရဲရဲနဲ့ဗိုက်ကြီးတဲ့မျိုးသမီးတယောက်ကိုခလေးမွေးပေးဖို့ကြိုးစားနေကြတဲ့ဆရာဝန်တွေအလုံရှုံနေတဲ့ခန်းကနေဇလန်းလေးကိုစတင်ထားပါတယ်ဆရာဝန်တွေကခလေးလေးကိုအောင်မြင်စွာနဲ့မွေးဖွားပေးလိုက်နိုင်ပေမဲ့သူမိခင်ကတော့ခလေးလေးကိုမွေးမွေးချင်းမှာပဲတေဆုံးသွားခဲ့ပါတယ်နောက်တစ်ခန်းမှာတော့အချိန်မြင့်မြင့်နဲ့မောင်းနေလာတဲ့ကားပေါ်မှာဇုံလဲနှစ်ယောက်တိတိတူးဖို့အတွက် EC ကလေးတွေလုံနေကြပြီး မိန်းကလေးကထူးခြားတဲ့နေရာတစ်ခုမှာ surprise တိုက်မယ်လို့ပြောလိုက်ကတကောင်သားကိုခေါ်လာခဲ့တာကြောင့်ဒီတညတော့မော်စကိုဒူးရပါဟေ့ဆိုရအကျန်ဆိုးကြီးနဲ့ကြော်ကြီးတယောက်ကောက်ကောက်ပေါင်လိုက်လာခဲ့တာပဲဖြစ်ပါရီအဲနောက်သူတို့နှစ်ယောက်သားသန်းအောင်တစ်ခုကိုရောက်လာခဲ့ကြပြီးခုချိန်ဒီအကျော်မသေးသေးတဲ့တကောင်သားကမိန်းကလေးဆွဲခေါ်လာနောက်ကိုတောက်လျှောက်လိုက်လာခဲ့ပါရီတနေရာရောက်တော့တကားတစ်ခုရှိမှဆောင်းနေတဲ့အဆောင်ကိုမိန်းကလေးကဘာသာစကားတစ်မျိုးနဲ့လှမ်းပြောလိုက်ပြီးကြော်ရအောင်လွဲသွားအောင်အာဝါရီအကြီးနဲ့ထိန်းထားလိုက်ပါရီ အဲနောက်သူတို့တွေလူတွေအများကြီးလွတ်လပ်လပ်ကဲနေတဲ့ night club တစ်ခုထဲရောက်သွားခဲ့ကြပြီးတော့ဂျော်ယူကိုခေါ်လာတဲ့မိန်ကလေးကသူ့ဖော်ရင်းနဲ့သွားကနေပြီးဂျော်ယူပဲဒဲပဲပလစ်လိုက်တာကြောင့်ဂျော်ယူကဥကြောင်ဆောင်နဲ့ကြောင်ပြောက်သွားပါလေအဲအချိန်မှာပဲသူ့လက်ပေါ်ကိုသွေးဆက်တွေကျလာခဲ့လို့ဂျော်ယူကဘာတွေလဲဆိုပြီးတော့ကြောင်သွားတော့မျက်နှာချက်မှာတက်စင်တာရေပန်းတွေကလည်းသွေးတွေအများကြီးတကြံကျလို့ကျလာခဲ့တဲ့အချိန်ရောက်တော့မှဂျော်ယူလည်းသွေးပြတ်သွားပါတော့တယ်သူနာမှာကနေလူတွေကလည်းသွေးနိုင်ရတာနဲ့သူတို့ရဲ့မူလသဘာဝတွေပေါ်လာပြီးအစွဲငုံငုံနဲ့ဂျော်ယူကိုစားစားတခုလိုဝိုင်းကြည့်နေကြပါလေ။ အဲဒါမှာတော့ကျော်ကြီးကထွာပြေးဖို့ကြိုးစားပေမဲ့ကားနဲ့လူတွေထဲကတယောက်ကကျော်ကြီးမျက်နှာကိုဖြောင်းလိုက်ပြီးတလုံးပြစ်သွင်းလိုက်တာမို့လို့ကျော်ကြီးလည်းကျမ်းမြေပေါ်မှာကားကြီးမှောက်သွားပါလိမ့်။သွေးသွေးတန်းနဲ့ကျော်ကြီးတယောက်ကျမ်းမြေပေါ်မှာဝင်းအားထိုးပြီးတော့ဆက်ထွက်ပြေးနေတော့သူ့အချိန်မှာရက်နဲ့လူတယောက်ရှိလာတော့မော့ကြည့်လိုက်တော့အနိုင်အောင်တစ်မျိုးတည်းကိုပဲဝစ်ထားတယ်လူတယောက်ကိုတွေးလိုက်ရပါလိမ့်။သွေးဆုပ်ဖုံးကောင်တွေအားလုံးကလည်းအဲ့လူကိုတွေးတော့နောက်ကိုရှဲသွားကြသလိုဒေးဝေါ်ကာလာဆိုတဲ့တီလုံးတန်တွေကိုလည်းကြားနေရပါလိမ့်။အဲ့ဒီမှာသွေးရေပန်းတွေကလည်းရက်သွားခဲ့ပြီဖြစ်တယ်လို့ကြော်ကြီးလည်းထွက်ပြေးသွားနိုင်ခဲ့ပြီသူတို့ပြောနေတဲ့ဒေးဝေါ်ကာဆိုတဲ့လူက ကျော်ရဲ့ဇာလိုက်ကျော်ကြီးဘလိတ်ဆိုတာကိုတော့ပရိသတ်ကြီးလိုလည်းရိတ်စားမိမှာပါအချိန်တွေကခဏလောက်အကြတမ်းမကြားရအောင်တိတ်ဆိတ်သွားပြီးတော့သွေးစုပ်ပုံကောင်အုပ်ကြီးတွေကတယောက်ကဘလိတ်ကိုတိုက်ခိုက်ဖို့ပြေးဝင်လာတဲ့ချိန်မှာတော့သူ့လက်ထဲကကြောက်ချက်ကြီးနဲ့တဲပြီးတော့ပြစ်ချလိုက်ပါလိဒူးစနာတကူကဘလိတ်ပြစ်လိုက်တဲ့ကြီးဆောင်ထိသွားတဲ့တယောက်ကသူ့လိုလိုလောင်ကျွမ်းသွားပြီးတော့ပြာဖြစ်သွားတာပဲဖြစ်ပါလိအဲဒီနောက်မှာတော့ကလပ်ထဲမှာရုံးရင်းဆန်ကန်းနဲ့ထွက်ပြေးတဲ့လူကထွက်ပြေးကြသလိုအဆောင်တွေကလည်းဘလိတ်ကိုတိုက်ခိုက်ဖို့ရောက်လာခဲ့ကြပါလိဒါပေမဲ့ဘလိတ်ကသူ့မျက်စိရှေ့ကိုရောက်လာတဲ့သွေးစုပ်ပုံကောင်တိုင်းကို တနနဲ့အာဘာပစ်လိုက်သလိုဘလေးရဲ့လက်ဆွဲတော်ဓာကြီးနဲ့တိုက်ခိုက်မှုကိုမရှင်နိုင်တဲ့သွေးဆုပ်ပုတ်ကောင်တွေဘက်ကအကြာရှုံးများနေခဲ့ပါလေ။အဲနောက်မှာတော့ဘလေးကငွေတတ်ထုနဲ့လှုပ်ထားတဲ့စူးဂျွန်တနနဲ့သွေးဆုပ်ပုတ်ကောင်ခေါင်းဆောင်ကွင်ရဲ့ပခုံးဘဲညာကိုပစ်လိုက်ပြီးမီးရှို့ပစ်လိုက်ပါလေ။လူသားရဲရာရှိတွေရောက်လာချိန်မှာတော့ဒီကူလုံးသွေးလေးလေးနဲ့ဆိုဆွဲနေကြော်ကြီးရဲ့နိုင်မှာရှင်လက်လက်မီးရှို့ခံရတဲ့ကွင်ရဲ့ကိုသာတွေးလိုက်ရပြီးဘလေးကတော့ထွက်သွားခဲ့ပဲဖြစ်ပါလေ။နောက်တစ်ခါမှာတော့ကွင်ရဲ့ယုံလောင်းကိုရင်ခွဲကိုဆစ်ဆဲဖို့ပို့လိုက်ကြပါလေ။ တာဝန်ကြားဆရာဝန်ကားတက်ကရုပ်လောင်းရဲ့ထူးခြားတဲ့ခြေနေကြောင့်သွေးနမူနာကိုသူ့ရဲ့အဆက်ဟောင်းဒေါက်တာကာရန်ကိုသွားပြတော့ဆရာမကြီးကသူနဲ့ပြန်ဆက်ချင်လို့ကားတက်ကညံစင်ရလို့ထင်နေပြီးမူနေပါသေးတယ်။နောက်ဆုံးကားတက်ကိုမယုံလို့သူကိုယ်တိုင်လောင်းကိုလိုက်ကြည့်တော့မှအခြေအနေကိုနားလေသွားပြီးတော့သူတို့စစ်ဆေးမှုတွေလုပ်နေတော့မှာပဲ။ကွင်းကပြန်ဒိုးလာကကားတက်ကိုရုပ်တရက်တိုက်ခိုက်လိုက်ကသွေးဆုပ်လိုက်ပါလေ။ဒေါက်တာကာရန်လည်းစက်သေးသေးနေတော့မှကွင်းကသူ့နောက်ကိုလိုက်လာလို့ထွက်ပြေးဖို့လုပ်ပေမဲ့ကွင်းရဲ့လက်ထဲမှာထပ်ပြီးတော့သွေးဆုပ်ခံလိုက်ရတာပါ။အဲဒီအချိန်မှာဘလိတ်ရောက်လာပြီးတော့ကွင်းရဲ့လက်တစ်ဖက်ကိုဖျက်ပစ်လိုက်ပါလေ။ ဒါပေမဲ့တာဝန်ကြားရဲတွေရောက်လာပြီးတော့ blade ကိုတနတ်နဲ့လှမ်းပစ်တာကြောင့် blade ကမင်းတို့ယူနေကြလားလို့လှမ်းអော်လိုက်တော့မှနောက်ပြန်ထွက်ပြေးသွားခဲ့ကြသလို queen ကလည်း queen ကိုလက်လို့မခံမဲ့အထမ်းမြင့်တိုက်ဗရင်းဘောက်ကနေထွက်ပြေးသွားခဲ့ပါလေ blade ကသွေးဆုပ်ဖို့ကောင်ကိုက်ခံထားလို့ကျမ်းမြေမမလဲနေတဲ့ဒေါက်တာကာရန်ကိုမြင်တော့သူ့အမေကိုတတိယသွားပြီးတော့ပထမကထားခဲ့မလို့လုံနေပြီမဲ့နောက်ဆုံးတတ်နိုင်တော့ကူညီဖို့အတွက်ကဲထုတ်သွားခဲ့ပါလေနောက်တစ်ခါမှ blade တယောက်သူ့ရဲ့အခြေဆိုင်လိုဝက်ခန်းကိုရောက်လာခဲ့ပါပြီ whistler ကတော့ဒေါက်တာကာရန်ကိုတယ်လာလို့အန်အော့နေပြီး သွေးဆုပ်ဘောကောင်အကိုက်ခံထားတာကိုသိတာနဲ့ဘာလို့မတက်ပြစ်လိုက်တာလဲလို့မေးလိုက်ကဘလိတ်ကိုတေချာဆောင်ကြည့်ဖို့ပြောလိုက်ပါလိတဆက်တဲ့တကယ်လို့သွေးဆုပ်ဘောကောင်အဖြစ်ပြောင်းသွားတယ်ချက်ချင်းမတက်ပြစ်လိုက်လို့ပြောလိုက်တာပါဒါပေမဲ့ဝစ်စလာကဒေါက်တာကာရန်ကိုစစ်ဆေးကြည့်လိုက်ပြီးတော့ဂျက်သွန်မြူဂျေရီထိုးပေးလိုက်ကတန်နိုင်တော့ကုသပေးလိုက်ပါလိတကယ်လို့ဒေါက်တာကာရန်သာဒီညကိုဖျက်ကျော်တောင်းခံနိုင်လို့ရှိရင်သွေးဆုပ်ဘောကောင်အဖြစ်မပြောင်းသွားဖို့အခွင့်အရေးရှိပေမဲ့ဒီတညမတောင်းခံနိုင်တော့ဝစ်စလာပြောထားသလိုရှင်းပြရမှာပဲဖြစ်ပါလိ ဂျာမန်မှာလည်းသွေးဆုပ်ပုတ်ကောင်းတဲ့ထိပ်ပိုင်းခေါင်းဆောင်တွေ Blake Club မှာဝင်မွေသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ခေါင်းချင်းဆိုင်ပြီးတိုင်ပင်နေကြပါတယ်ခေါင်းဆောင်နေရာမှာတောင်းဝင်ယူရတဲ့ဂျီတာနိုက Club Passion Decon Frog ကိုဆင့်ခေါ်လိုက်ပြီးတော့သွေးသန့်သွေးဆုပ်ပုတ်ကောင်းမဟုတ်တဲ့ Decon Frog အနေနဲ့မစိမချင်း Club ဖွင့်ထားတဲ့အတွက်ဝိုင်းပြီးတော့အပြစ်တင်လိုက်ကြပါတယ်ဒါပေမဲ့ Frog ကတော့သွေးဆုပ်ပုတ်ကောင်းအဖွဲ့စည်းရဲ့စီးမင်းတွေကိုမလိုက်နာနိုင်ဘူးလို့ပြောင်းမဲညှင်းလိုက်ပြီးသွေးဆုပ်ပုတ်ကောင်းနေနေနဲ့အခုလိုပုံဆိုးွယ်ဆိုးလုပ်နေရမှာမဟုတ်ပဲ သူတို့ရဲ့အစာဖြစ်တဲ့လူသားတွေကိုသူတို့ကသာအုပ်ဆိုးရမှာလို့ပြောလိုက်ပါလိမ့်။ဒါပေမဲ့ခေါင်းဆောင်ကသွေးသံသွေးဆုပ်ဖို့ကောင်မျိုးနယ်တော်မဟုတ်တဲ့ Freud ရဲ့စကားကိုသူတို့နှစ်ပေါင်းများစွာလိုက်နာလာတဲ့စီးမင်းတွေကိုချိုးဖောက်ပြီးဘာလို့လက်ခံရမှာလဲလို့ပြောင်းအောင်ပဲနှိမ်လိုက်က Freud ပြောနေတဲ့စကားတွေကို Gum site တော့ပဲအစည်းအဝေးကိုဆက်လက်ပြီးလှုပ်ဆောင်ခဲ့ပါလိမ့်။ဒီနေရာမှာသွေးသံသွေးဆုပ်ဖို့ကောင်ဆိုတာလေးကိုတစ်ချက်ပြောပြခြင်းပါလိမ့်။သွေးဆုပ်ဖို့ကောင်မျိုးနယ်တွေထဲမှာသွေးဆုပ်ဖို့ကောင်မိဘနှစ်ပါးကနေသွေးဆုပ်ဖို့ကောင်ပြည့်မွေးလာတဲ့ဂျီတာနိုတို့လိုလူတွေရှိသလို Freud တို့လိုအပြောင်းခံထားတဲ့မျိုးရိုးနှိမ့် ်သွေးဆုပ်ဖောက်ကောင်တွေပြင် blade လိုသွေးဆုပ်ဖောက်ကောင်တဝက်လူတဝက်တွေလည်းရှိပါတယ်ပြန်ဆွဲအိုင်နော်ဖရော့ကတော့သူ့ကိုနှိမ်လိုက်တဲ့ခေါင်းဆောင်ဂျီတာနိုကိုတနေ့ခမောင်းအတီတရားရလာတဲ့ချိန်ကျရင်သွေးဆုပ်ဖောက်ကောင်တွေမျိုးတုံးနေလိမ့်မယ်လို့ပြောလိုက်ပြီးအစည်းအဝေးခန်းထဲကနေထွက်သွားခဲ့ပါတော့တယ်နောက်တစ်ခါမှတော့ဒေါက်တာကာရန်တယောက်သွေးဆုပ်ဖောက်ကောင်အဖြစ်မပြောင်းသွားပဲပြန်နိုးလာခဲ့ပါပြီသူခန်းပြင်ကိုထွက်လာတော့အဖိုးကြီးဝစ်စလာကသူလည်းအသက်ကြီးလာလို့ blade ကိုဒေါက်တာကာရန်ကိုကယ်ရာလို့အလုပ်ပေါ်တွေကိုခွင့်ပြုလိုက်မိတယ်ဆိုပြီးတပြည့်တောက်တောက်နဲ့ပွားနေပါတယ် တဆရဲသူဒေါက်တာကာရဲနောက်ကျောင်းကိုလိုက်ကြည့်လိုက်တော့သွေးပညာရှင်တယောက်ဖြစ်နေတာကြောင့်သူတို့အတွက်အသုံးဝင်နိုင်တယ်ဆိုပြီးသူပြင်ဆင်ထားတဲ့သွေးနဲ့ကြက်သွုံမျိုးစည်းတွေကိုရောထားတဲ့ဆေးတောင်တစ်ခုကို blade ရဲ့ level ကိုထိုးပြလိုက်ပါတယ်ဒေါက်တာကာရဲကလည်း blade တို့ကလူကောင်းတွေလားလူဆိုးတွေလားမသေချာတာကြောင့်အကာအကွယ်နေရာတစ်ခုကနေပြီးတော့ whistler တို့စကားပြောနေရာကိုခိုးပြီးတော့နားထောင်နေခဲ့ပါတယ်ဆေးလိုပြီးတာနဲ့ blade က short ဖြစ်သလိုတစ်ကိုယ်လုံးတုံခါသွားပြီးမခံမရနိုင်အောင်ဖြစ်သွားပေမဲ့အချိန်ခဏတွေးမှပဲပြန်ငြိမ်သွားခဲ့ပါတယ် အိုင်ဒမဝစ်လာကသူတို့ကိုခိုးကြည့်နေဒေါက်တာကာရန်ကိုတွေ့သွားပြီးတော့နောက်ကနေလိုက်လို့ဒေါက်တာကာရန်ကလည်းကြောက်ကြောက်နဲ့နောက်ပြန်လှည့်ပြီးတော့ပြေးပါတော့လေဒါပေမဲ့နောက်ဆုံးမှာတော့ဒေါက်တာကာရန်ကိုသူတို့မှီသွားခဲ့ပြီးသူတို့ကဒေါက်တာကိုဖမ်းထားတာမဟုတ်ပဲသွေးဆုပ်ပုတ်ကောင်ဖြစ်ပြောင်းသွားမှာဆိုလို့စောင့်ကြည့်ပေးနေရလို့ဝစ်လာကရှင်းပြလိုက်ပါတယ်တဆရဲသွေးဆုပ်ပုတ်ကောင်တွေကနေရာတိုင်းမှာရှိနေကြတော့သူတို့ကလိုက်ရှင်းနေတာဖြစ်တဲ့အကြောင်းကိုပြောပြလိုက်တော့ဒေါက်တာကာရန်ကမယုံဘူးဖြစ်နေတဲ့အတွက် ရှင်ခွဲမာတုံးကမိသွေးတုံးလုံးဖြစ်နေတဲ့အလောင်းကောင်ပြန်ထလာတော့ကိုမင်းမြင်ပြီးသားပဲလို့ဘလိတ်ကဝင်ပြောလိုက်ပါတယ်။အဲနောက်ဝက်စလာကခရမ်းလိုရောင်ကြီး၃ဓာမီတလက်ကိုဘလိတ်ကိုပေးလိုက်ပြီးဘလိတ်ကလည်းသူ့ရဲ့ပစ္စည်းတွေကိုယူကာဒီညအတွက်သွေးဆုပ်ပုတ်ကောင်တွေကိုသွားတတ်ဖို့မသွားခင်ဒေါက်တာကာရန့်ကိုမသေးခြင်းဒီမျိုးကနေထွက်သွားတော့လို့ပြောလိုက်ပါတယ်။သွေးဆုပ်ပုတ်ကောင်တွေကသူတို့အကြောင်းကိုတီးသွားပြီးလို့ယူဆထားတဲ့ဒေါက်တာကာရန့်နောက်ကိုမရရအောင်လိုက်ပြီးတော့တတ်တော်မှာဆိုတဲ့အကြောင်းကိုပါထပ်ပြောလိုက်တာပါ။ဒေါက်တာကာရန့်ကရဲကိုသွားတိုင်မယ်လို့ပြောပေမဲ့ဝက်စလာက ကာရံမသိပေမဲ့နေရာတိုင်းမှာသွေးဆုပ်ဖောက်ကောင်တွေရှိနေဆိုတော့လေတတိပေးလိုက်ပါလိမ့်ဝက်စလာကကာရံမသွားခင်သွေးဆုပ်ဖောက်ကောင်တွေကြောက်တဲ့ဖျန်းစေးတစ်ခုပြင်ကာရံဒီနဲ့တနတ်လက်လောက်ဝဲထားပြီးတော့နေအောင်ကိုမခံနိုင်ဖြစ်လာလို့ရှိရင်သွေးဆုပ်ဖောက်ကောင်အဖြစ်ခံမဲ့စားကိုကိုကိုတတ်သေးလိုက်ဖို့အကြံပေးလိုက်ပါသေးတယ်အဲနောက်မှာတော့ဘလိတ်ကဒေါက်တာကာရံကိုပြန်လိုက်ပို့ပေးခဲ့ပါတယ်ဂျာတမန်မှာတော့ခေါင်းဆောင်ဂျီတာနိုကသူတို့သွေးဆုပ်ဖောက်ကောင်တွေအမှတ်တမ်းတွေကိုထိမ့်သိမ်းထားတဲ့မော်ကွန်းတိုက်ထဲကိုအခွင့်မရှိဘဲ frog ကဝင်ပြီး ရှေးရောက်ပန်တန်းတစ်ခုကိုဘာသာပြန်မှုစ조사နေလို့စိတ်တိုသွားပြီးတော့နရင်ဖြတ်ရိုက်လိုက်ပါလိမ့်။စောက်ကြောတင်းနဲ့ frog ကတော့ဘာကိုမှ gyu မဆိုင်တဲ့ပုံနဲ့ပြန်ပြီးတော့တုံ့ပြန်လိုက်လို့ဂျီတာနိုကလည်းဘာမှပြောမနေတော့ပဲထွက်သွားတော့တာပါ။ blake ကလည်းဒေါက်တာ karen ကိုသူနေတဲ့တိုင်နာတွေကိုပြန်ပို့ပေးလိုက်ပြီးသွေးဆုပ်ဖုတ်ကောင်တွေကနေရာတိုင်းမှာရှိနေကိုမမေ့ပါနဲ့လို့ပြောလိုက်ကပြန်ထွက်သွားခဲ့ပါလိမ့်။ karen လည်းသူခန်းကိုသွားဖို့ဓာတ်လေကားရှိမှစောင့်နေတော့သူနဲ့အတူတူဓာတ်လေကားစောင့်နေလူတွေကိုမျက်စိကစားကြည့်လိုက်တော့ ထူးခြားတဲ့တတူးအမတ်သားတွေကိုဂုံမာထိုးထားတာတွေ့လိုက်ရပါတယ်။အိုင်လိုနဲ့ကာရန်တယောက်သူ့ခန်းကိုပြောင်းလာခဲ့ပြီးဝေစားတွေကိုအိတ်တစ်ခုတည်းကိုထည့်နေတော့မှရဲတယောက်သူ့ခန်းထဲကိုရောက်နေလို့ကာရန်တယောက်လန့်သွားရပါတယ်။ဒါပေမဲ့အဲ့ဒီရဲကသူ့နာမည်က Gray Carver လို့မိတ်ဆက်လိုက်ပြီးတော့ကာရန်ကိုပြန်ပြီးဆွဲခံတဲ့ကိစ္စနဲ့ပတ်သက်လို့လာမေးတာပါလို့ဟန်ဆောင်ကကာရန်ကိုတတ်ဖို့ကြိုးစားတာကြောင့်ဝေစလာပေးလိုက်တဲ့ဖျန်းစီနဲ့မျက်နှာကိုဖျန်းပစ်လိုက်ပါတယ်။ Gray Carver နောက်ဆုတ်သွားပြီးမှဘာမှမဖြစ်တာကြောင့်ကာရန်လည်းကြောင်သွားတဲ့အချိန်မှာ ဘလိတ်ကနောက်ကနေရောက်လာပြီးတော့ခရိုင်ကာကိုနှအုံနေရင်စုံနေအောင်ပြင်းပါတော့လေဘလိတ်ကခရိုင်ကာတို့လိုသွေးဆုပ်ဘုတ်ကောင်ဖြစ်ချင်လို့သူတို့ရဲ့သွေးဆုပ်ဘုတ်ကောင်တခင်းလေးစီမှာအမှုထမ်းနေတစ္ဆာကန်နေရှိပြီးသူတို့ရဲ့တခင်းလေးကသူတို့ရဲ့ကိုပိုင်မသားတွေကိုတစ္ဆာကန်တွေစီမှာတတူးထိုးပေးထားတဲ့အကြောင်းကိုပါရှင်းပြလိုက်ပါလိမ့်အဲနောက်ခရိုင်ကာရဲ့ဂုတ်ကအမှတ်သားကိုဖတ်ကြည့်လိုက်တော့သူ့ရဲ့တခင်းကဒီကွန်ဖရော့ဖြစ်တဲ့အကြောင်းကိုသိသွားပြီးသူတခင်ကြောင်းစုံဆိုင်တဲ့နေရင်တွေကြီးပဲခွာရနေတော့ကာရန်ကတော့ဘေးကနေတားနေပါသေးတယ် ဂရိုက်ကားကားနောက်ဖုံးတွေကိုသွားပြီးတော့ဆေးကြည့်လိုက်တော့လေသွေးဆုပ်ဖို့ကောင်တွေအတွက်သွေးတွေကိုအေးကန်တစ်တာထဲမှာထည့်ပြီးတော့သွေးလူပန်ကနေတေယူပို့ဆောင်ရေးလုပ်နေရကိုတီးသွားခဲ့ပါလေသွေးဆုပ်ဖို့ကောင်တွေကမျိုးတစ်မျိုးတိုင်းမှာသူတို့ကိုပိုင်သွေးဗန်တွေကိုပိုင်ဆိုင်ကြပြီးတော့အပေါ်ရန်တကာလောင်းထားတဲ့လောကကြီးအောက်မှာကာရန်တို့မသိသေးတဲ့နောက်ထပ်ကဘာတစ်ခုရှိနေသေးတဲ့အကြောင်းကိုဘလိတ်ကပြောပြလိုက်ပါလေဂရိုက်ကားကိုလည်းဒီသွေးတွေကိုဘဲကိုတဲသွားမလို့လဲလို့မေးနေတော့ဂလန်ဆန်လုံနေလို့ဘလိတ်ကတနတ်ထုတ်လိုက်တဲ့အချိန်မှာ ကာရန်ကဝင်တားလိုက်တာကြောင့်အခွေအင်းကိုစောင့်နေခရိုက်ကာကထွက်ပြေးသွားပါတော့တယ်။ဘလိတ်လည်းတန်းတန်းနဲ့ပြစ်မလို့လှုပ်ပေမဲ့တခြားလူသားတွေလည်းရှိနေမှာလက်လျှော့လိုက်ကာဒေါက်တာကာရန်နဲ့သူအဲ့နေရာကနေပြန်ထွက်လာခဲ့ပါတယ်။အဲ့ဒီညတွေဘလိတ်တို့ကရဲရဆီခရိုက်ကာတို့ရဲ့ကားကိုစောင့်ကြည့်နေကြပြီးကာရန်ကတော့ပြန်မလာတော့ဘူးလို့ပြောနေချိန်မှာပဲလမ်းတစ်ဖက်ကနေသူ့ရဲကားစီကိုပြန်လာနေတဲ့ခရိုက်ကာကိုတွေးလိုက်ရတဲ့ချိန်မှာတော့ဘလိတ်ရဲ့သွားတွေကိုဖွေးကနေတွေးလိုက်ရပါတယ်။ဘလိတ်တို့ကခရိုက်ကာရဲ့ကားနောက်ကနေနောက်ခံလိုက်ခဲ့ကြပြီး ွေးဆုပ်ပေါကောင်တွေရဲ့အတိုက်တစ်ခုအခြေခံပြီးသွားတာပါအဲနောက်မှာတော့ဘလေးရဲ့ကျွမ်းကျင်မှုနဲ့သူတို့ကလပ်တက်ခုထဲမှာခရိုက်ကာနဲ့တွားပြီးတော့ပြန်ဆောင်ခဲ့ကြသလိုလမ်းတစ်လျှောက်မှာသူ့ကိုတားတဲ့သူမှန်မြောက်ကိုလည်းတောက်ဆောက်တယောက်မှမထနိုင်အောင်ပြင်းသွားခဲ့ပါသေးတယ်ကလပ်ရဲ့ကစ်ချင်ထဲကိုဝင်ပြေးတဲ့ခရိုက်ကာကိုဘလေးကဖမ်းမိသွားခဲ့ပြီးဝင်ပေါက်ကဗမာလဲလို့မေးကတမုံတမပေးလိုက်တော့မှရေခဲတိတာတကားကဝင်ပေါက်ပါလို့ပြောလိုက်ရပါတော့တယ်ခရိုက်ကာပြောတဲ့အတိုင်းပဲဘလေးကတကားကိုဖြွင့်ကြည့်လိုက်တော့တကယ်လှုပ်ဝဲလမ်းတစ်ခုရှိနေတာကြောင့်သူစရာဖရော့ သွေးစုပ်ပုတ်ကောင်တွေကိုအမဲလိုက်တဲ့ရာသီရောက်ပြီဆိုရယ်စကားကိုသွားပြန်ပြောပေးဖို့လှုပ်ပေးလိုက်ပါတော့တယ်။ဘလေးတို့တကားကနေတဆင့်အထဲကိုဝင်လိုက်တဲ့အခါမှာတော့အတွင်းမှာဓာတ်လေကားတစ်ခုရှိနေပြီးအဓိကနေတဆင့်သွေးစုပ်ပုတ်ကောင်တွေရဲ့မှတ်တမ်းတွေတင်ဆဲထားတဲ့နေရာတစ်ခုကိုရောက်သွားခဲ့ပါတော့တယ်။တကယ်တော့သွေးစုပ်ပုတ်ကောင်တွေကနိုင်ငံရေးဘန်နာရေးအင်ချမ်းပြေအရာအားလုံးကိုထိန်းချုပ်ထားတာဖြစ်ပြီးမြို့တော်ဝက်လောက်ကိုပိုင်နေလို့တောင်ပြောလို့ရမှာပါ။ချိန်တည်းမှာပဲ Frog ကသူ့အိမ်မှာပါတီပေးနေပြီးတော့ ။ဒူရှာနဲ့လိုဝဲအစီရင်တစ်ခုကိုလည်းဘာသာပြန်လို့ရသွားပါတော့တယ်။အဲ့ဒီမှာဘလိတ်လှုပ်ပေးလိုက်တဲ့ Cryker က Frog ကိုလာတွေ့ခဲ့ပြီးတော့သူ့ကိုထောင်ချောင်းစိန်ပြီးဖမ်းလာကြောက်။မှတ်တမ်းထိမ့်သိမ့်တဲ့နေရာနဲ့လဲပလဲကိုဘလိတ်ကတီးသွားပြီဆိုတဲ့အကြောင်း Frog ကိုပြောပြလိုက်ပါတယ်။ Frog ကတော့ဘာမှပြောမနေတော့ပဲ Cryker ကိုတွေးဆုပ်ပစ်လိုက်ကာ Queen ကိုဘလိတ်ကိုအရှင်ဖမ်းလာဖို့တော့အမိန်ပေးလိုက်ပါတော့တယ်။ဘလိတ်တို့ကလည်းမှတ်တမ်းထိမ့်သိမ့်သူပလဲတွေတွေ့သွားခဲ့ပြီးတော့ဗိဒါကြီးလိုဖြစ်နေတဲ့ပလဲကိုအစီရင်အကြောင်းကိုသူသိကျင်တာတွေပေးလိုက်ပြီး ရုပ်ရုပ်လှုပ်တာနဲ့ခရမ်းလုံးရောင်ကြီးဓာမီးနဲ့ကာရန်ကမိခင်ပေးလိုက်ပါလေ။ပလဲလဲဘောကပြောင်းသွားသလိုဘလေးကလည်းသွေးဆုပ်ဖုတ်ကောင်တွေရဲ့မူရင်းသွေးဆုပ်ဖုတ်ကောင်ကျန်းစာတွေကိုထိမ့်သိမ်းထားတဲ့နေရာတစ်ခုကိုရှာတွေ့သွားပါလေ။ကျန်းစာတိုင်းထဲမှာခလေးတောင်နဲ့မြားပြီးတော့ကာရန်နဲ့ဘလေးကိုလူစုခွဲလိုက်ကြပြီးကွင်းကကာရန်ကိုဖမ်းကသူ့လူတွေနဲ့ရှောက်လာခဲ့ပါလေ။ဒီခေါက်ပါလာလူတွေကတိုက်ခိုက်ကောင်းတဲ့လူတွေပါလာကြောက်ဘလေးလည်းသတိချက်လွတ်သွားခဲ့ပြီးတော့ဖမ်းချုပ်ခံလိုက်ရပါလေ။ ။ဂွင်းကလည်းသူ့လက်ရောက်တော့မှအကျွေးပြန်ဆက်တဲ့အနေနဲ့ဘလိတ်ကိုငွေစူးကြုံတစ်ချောင်းနဲ့ပခုံးတစ်ဖက်ကိုထိုးချပစ်လိုက်ပါလိမ့်။နောက်တစ်ဖက်ကိုထပ်ထိုးဖို့လုပ်နေတော့ဘလိတ်ကရည်နေလို့ဂွင်းလည်းကြောင်သွားပြီးငါစစ်ကူကိုစောင့်နေရကွာလို့ပြောလိုက်တဲ့စကားနောက်မှာတော့အပေါ်တက်ကနိုင်ရန်တစ်ခုပောက်ကွဲသွားပြီးတော့အဖိုးကြီးဝက်စလာပေါ်လာကဂျီဇန်စတူဒီသားတွေကြွေးပါတော့တယ်။သွေးစုပ်ပုတ်ကောင်လေးလည်းတေးတဲ့သူကတေးပြေးတဲ့သူကပြေးနေဖြစ်နေတော့ဘလိတ်နဲ့ကာရန်တို့ကအဖိုးကြီးဝက်စလာရှိတဲ့နေရာကိုတက်ပြေးသွားခဲ့ကြပါလိမ့်။ဘိုးကြီးဝက်စလာကချိန်ကြိုင်ပုံးလွယ်အိတ်ကိုသွေးစုပ်ပုတ်ကောင်လေးရှိတဲ့ဘက်ကိုလှမ်းပြစ်လိုက်ပြီး မြေအဝဲထားလမ်းရှိတဲ့ဘက်ကိုပြန်ထွက်သွားခဲ့ကြသလိုကွင်းရဲ့ဘလေးကိုအရှင်လိုချင်တာဆိုတဲ့အတန်းနဲ့တူသွေးစပုံကတပ်သားတွေဘလေးရဲ့နောက်ကိုလိုက်လာခဲ့ကြပါလိမ့်ချိန်ထဲမှာပဲမြေအဝဲထားကသူတို့ရှိနေနေရာကိုဖျက်သွားတာကြောင့်အဘိုးကြီးဝစ်လာနဲ့ဘလေးတို့ကယထာဘေးဗန်နန်ကိုထွက်ပြီးတော့ကာကွယ်ယူလိုက်တဲ့ချိန်မှာပဲအဘိုးကြီးဝစ်လာထားခဲ့တဲ့ဘုံကပေါက်ကွဲသွားပြီးသွေးစပုံကတော်တော်များများနဲ့ကိစ္စချောသွားပါတော့လိမ့်ပေါက်ကွဲမှုနဲ့တူအဘိုးကြီးဝစ်လာကယထာလမ်းဘေးကိုပြုတ်ကျသွားတာကြောင့်ကာရန်ကစိတ်ပူသွားပြီးမှဘလေးကဝစ်လာကသူ့ကိုသူစောင့်ရှောက်နိုင်တယ်လို့ပြောလိုက်ပြီး ရန်ကိုခေါ်ကစထားလမ်းဘက်ကိုခုံကူးလိုက်ပါလေ။ချိန်တမပဲတစ်ဖက်လမ်းကပြောက်ရထားကလေးလာနေအောင်မလို့ကွင်းကတော့ဖြတ်ကူးလိုက်နိုင်ပေမယ့်တခြားဖြတ်ကူးတဲ့တပ်သားတွေကိုယထာတိုက်ခံလိုက်ရပါလေ။ဘလိတ်ကသူ့နောက်ကိုတယောက်ထဲလိုက်လာတဲ့ကွင်းကိုဆုံးမပေးလိုက်ပြီးတော့ဂါရန်ကိုခေါ်ကအချိန်နဲ့သွားနေယထာနောက်ဆုံးတွဲပေါက်ကိုလမ်းဆွဲလိုက်ကယထာနဲ့လူပါသွားခဲ့ပါတော့တယ်။ယထာပေါ်ရောက်တော့လက်ဆက်လွဲသွားတဲ့ဘလိတ်ကိုဂါရန်ကကူညီပြီးအစ်စ်ပြန်တဲ့ပေးလိုက်လို့သွေးတောင်လေးကိုဆေးထိုးရနဲ့သူ့ကိုယ်ထဲကိုထိုးထည့်နေတဲ့ဘလိတ်ကိုကြည့်ကာ ရှင်ရလိုက်သူတွေကတယောက်ပဲမဟုတ်လားဆိုပြီးတော့မေးလိုက်ပါလိမ့်ဘလိတ်ကတော့သူကသွေးဆုပ်ပုတ်ကောင်တွေလို့မဟုတ်ပဲတခြားအမျိုးအစားတစ်ခုဖြစ်ကြောင်းပြောလိုက်တဲ့အခန်းမှာပဲတက်ခမ်းရက်သွားခဲ့ပါလိမ့်နောက်တစ်ခါမှာတော့ဘိုးကြီးဝစ်စလာကဘလိတ်ကိုသူစားတွေ့ခဲ့တဲ့အကြောင်းကိုဒေါက်တာကာရန်ကိုပြန်ပြောပြနေပါလိမ့်တကယ်တော့ဘိုးကြီးဝစ်စလာကအင်ဂျီယာမဲတွေကိုသွေးလိုက်ဆုပ်နေတဲ့အသက်73နှစ်သားဘလိတ်ကိုရှာတွေ့ခဲ့တာဖြစ်ပြီးပထမကဘလိတ်ကိုသွေးဆုပ်ပုတ်ကောင်ထင်းလို့တတ်တော့မဲ့အထိဖြစ်ပြီးတော့မှဘလိတ်ကဘာလဲဆိုတော့သူတီသွားတယ်လို့ပြောလိုက်ပါလိမ့် ဘလိတ်ရဲ့မိကဘလိတ်ကိုမွေးတဲ့နေ့မှာသွေးဆုပ်ဖို့ကောင်းကြိုက်တာခံလိုက်ရပြီးတော့တေသွားပေမဲ့ဘိုက်ထဲမှာရှိနေဘလိတ်ကဗီဇအပြောင်းလဲဖြစ်ပြီးတော့အသက်ရှင်ကျန်နေခဲ့ပါလိမ့်ဘလိတ်ကရွယ်ရောက်လာတော့သွေးစာရာယော့သွားသလိုသွေးဆုပ်ဖို့ကောင်းတွေကြက်တုံမျိုးငွေနဲ့နေအောင်ကိုတောင်းခံနိုင်ပြီးတော့ခွန်အားကလည်းသွေးဆုပ်ဖို့ကောင်းတွေရဲ့ခွန်အားလိုမျိုးရှိသွားပေမဲ့စိုးကျိုးအနေနဲ့သွေးစာရဲပြဿနာတော့ရှိတဲ့အကြောင်းကိုပြောပြလိုက်ပါလိမ့်မနေ့ပြန်လောက်ကြရင်ဘလိတ်ရဲ့ဒဏ်ရာတွေကပြန်ကောင်းသွားမှာဖြစ်ပေမဲ့ဘလိတ်ရဲ့သွေးစာရဲပြဿနာကိုဖြေရှင်းဖို့ဖြေဆေးရှာနေမှာအောင်မြင်သေးတဲ့အကြောင်းတွေကိုအားလုံးမှာပြောပြလိုက်ပါတော့လိမ့် နောက်တစ်ခါမှာတော့ fraud တို့ကနေအောင်ကား crane တွေလိမ့်ပြီးတော့ကန်ချင်နေရာတစ်ခုကိုထွက်လာခဲ့ကြပါတယ်။သူတို့နဲ့သူတို့ဖမ်းလာတဲ့ခေါင်းဆောင်ဂျီတာနိုပါလာပြီးတော့နေအောင်ထွက်လာမဲ့ချိန်ကိုလာဆောင်နေကြပါတယ်။နေထွက်လာကန်ဒီအချိန်ကြောင့်အသားတွေလောင်လာပြီးတော့အငွေတွေထွက်နေတဲ့ဂျီတာနိုရဲ့အကြီးတွေကိုချွတ်ပစ်လိုက်သလို fraud က player နဲ့သွားတွေကိုဆွဲနှုတ်လိုက်ပါသေးတယ်။ခေါင်းဆောင်ဂျီတာနိုကတော့မင်းငါ့ကိုတတ်လိုက်လေသွေးတန်းကြောင်ဖြစ်လာမှာမဟုတ်ဘူး။ဘယ်တော့မှသွေးဆုပ်ဖို့အောင်ခေါင်းဆောင်ကြောင်ဖြစ်လာမှာမဟုတ်ဘူးလို့ပြောတာကြောင့် fraud ကဝိုင်းပြီးတော့ထူထောင်းလိုက်ကြပါတယ်။အဲ့ချိန်မှာပဲနေအောင်ထွက်လာက ဆိုင်ငယ်အုပ်ထုပ်တွေစောင်းပြီးတော့အကားကွဲတွေအပြည့်ဝစ်ထားတဲ့ fraud တို့အဖွဲ့တွေကဘာမှမဖြစ်ပေမဲ့ခေါင်းဆောင်ဂျီတာနိုကတော့နေအောင်ကြောင့်မီးလောင်ကျွမ်းပြီးတော့ပေါက်ကွဲသွားပါတော့တယ်။ပြီးတာနဲ့ခေါင်းဆောင်ဂျီတာနိုကိုတတ်လိုက်တဲ့ fraud ကသွေးတန်ခေါင်းဆောင်တွေကိုစီဝေးခေါ်လာပြီးဂျီတာနိုကိုသူတတ်လိုက်ပြီးဖြစ်တဲ့အကြောင်းဂျီတာနိုရဲ့သွားနှောင်းကိုသွေးတန်ခေါင်းဆောင်တွေကိုပစ်ပေးလိုက်ကသူ့အတွက်သွေးဆုပ်ဖောက်ကောင်သွေးတန်ဆက်နှစ်ယောက်ကိုလိုအပ်တဲ့အကြောင်းရာဇတန်ပေးလိုက်ပါတယ်။ဒါမှမဟုတ်ဘလိတ်ကလည်းသွေးဆုပ်ဖောက်ကောင်မတန်းတိုက်တဲ့ကသူလာတဲ့စာရွက်ပိုင်းစာတစ်ခုကိုဝစ်စလာကိုပေးလိုက်ပြီး ဖရော့လုံနေတဲ့သွေးသခင်ဆိုတဲ့အစီရင်နဲ့ပတ်သက်နေတဲ့အကြောင်းကိုပြောလိုက်ကဘာသာပြန်ခန်းလိုက်ပြီးတော့လိုအပ်ရင်သုံးဖို့အတွက်ပလဲစီကသူလာတဲ့ hard disk တစ်ခုကိုပါထုတ်ပေးလိုက်ပါလိမ့်ဒေါက်တာကာရန်ကလည်းသူဆေးရုံကမလာတဲ့စမ်းသပ်ခန်းသုံးပစ္စည်းတွေကိုတတ်ဆင်ရင်းသူရှာတွေ့ထားတဲ့ဆေးတမျိုးကိုဘလိတ်ကိုပြလိုက်ပါလိမ့်အဲ့ဒီဆေးကသွေးဆုပ်ဖို့ကောင်ရဲ့သွေးနဲ့ထိရင်ကြီးမားတဲ့ပေါက်ကွဲမှုကိုဖြစ်စေတဲ့အကြောင်းဘလိတ်ကိုလက်တွေ့ပြလိုက်ပြီးတော့ဘလိတ်အနေနဲ့သွေးဆုပ်ဖို့ကောင်အနေနဲ့တိုက်ခိုက်တဲ့နေရာမှာလက်နက်တစ်ခုလိုသုံးဖို့အတွက်ပြောလိုက်ပါလိမ့်အဲ့နောက်မှာတော့ဘလိတ်ရဲ့သွေးစားတဲ့ယောဂါကုသဖို့ ဖြေးစေးရှာဖို့အတွက်ဘလိတ်ရဲ့သွေးနမူနာကိုယူထားလိုက်ပါတယ်။နောက်တစ်ခါမှာတော့ကာရန်ကသူကိုက်ခံထားတဲ့ဒဏ်အားကိုကတ်ထားတဲ့ပလာစတာကိုမှန်တဲ့ကတဆင်ခွာကြည့်နေတော့ဝစ်စလာရောက်လာပြီးတော့ကာရန်ဒဏ်အားအခြေအနေကိုကြည့်ကာငါတို့အချိန်မမီလိုက်ဘူးနဲ့တူတယ်။မင်းမအချိန်တည်းနှစ်ရက်လောက်တော့ရနိုင်သေးတယ်။ငါစိတ်မကောင်းပါဘူးလို့ပြောရင်ပြန်ထွက်သွားပါတော့တယ်။ဒေါက်တာကာရန်နေတဲ့သွေးဆုပ်ပုတ်ကောင်မှဖြစ်ချင်းရင်ဖြေးစေးကိုအချိန်လိုတွဲမှရအောင်ရှာတော့မှပဲဖြစ်ပါတယ်။ဘလိတ်ကလည်းမျိုးရဲကိုသူ့အတွက်လိုအပ်တဲ့ဆေးသွားဝယ်ရင်းနေကင်းမကြီးကိုကားလမ်းတစ်ဖက်ချမ်းမှာ ကလေးမလေးတယောက်ကိုလက်ကကိုင်းပြီးတော့သူ့ကိုလှမ်းကြည့်နေတယ် frog ကိုလှမ်းတွေးလိုက်ရပါလိမ့် blake က frog ရှိတဲ့လမ်းဘက်ကိုသွားလိုက်ရင်းနဲ့တိုက်ခိုက်ဖို့ပြင်လိုက်တော့ frog ကကလေးမလေးကိုတတ်ပြစ်မယ်ဆိုပြီးတော့ဒစားကန်လှုပ်ထားပါလိမ့် frog ကနေအောင်ကမိတ်ကပ်တွေလိမ့်ထားလို့နေကင်းမကြီး blake ကိုလာတွေ့နိုင်တာဖြစ်ပြီးသူက blake ကိုသူနဲ့တူပူးပေါင်းမှုလာစီးအောင်တာပဲဖြစ်ပါလိမ့် blake ကတော့ frog လုံနေတဲ့သွေးသခင်အစီရင်အကြောင်းကိုသူအားလုံးသိထားတယ်လို့ပြောလိုက်ပြီးတော့ frog ကိုလည်းသူကဘာကောင်းမှမဟုတ်ပဲသူ့အတွက်နောက်ထပ်တတ်ဖို့သွေးဆုပ်ဖို့ကောင်တကောင်တာတာပဲလို့ပြောလိုက်တဲ့အချိန်မှာ သူတို့စကားဝိုင်းဟာတင်းမှာသွားပြီးတော့ blade ကလည်းတနတ်ကိုထုတ်ဖို့ပြင်လိုက်သလို frog ကလည်းကလေးမလေးကိုလေဘင်းကလည်းဆွဲမလိုက်ပြီးချိန်ချောက်လိုက်ပါလိမ့်အဲနောက် blade ကသူ့တနတ်ကိုဆွဲထုတ်ပြီးကြီးစံ၃တော့ပြစ်သွင်းလိုက်သလို frog ကကလေးမလေးကိုကားလမ်းမပေါ်ကိုပြစ်ထုတ်လိုက်ပါလိမ့် blade ကကားလမ်းမပေါ်ကကလေးမလေးကိုသွားကယ်တဲ့အချိန်မှာ frog ကထွက်ပြေးလွတ်မြောက်သွားခဲ့ပါတော့တယ်တပတ်မှလည်း blade ကို frog ကအပြင်မှာအချိန်ဆွဲထားပြီးတပတ်လက်နဲ့ frog နဲ့သူ့တပည့်တွေက whistler နဲ့ car run တို့ရှိနေ blade တို့ရဲ့အခြေစိုက်စကန်ကိုဝင်တိုက်ခိုက်ခဲ့ပါလိမ့် ဝစ်စလာနဲ့ကာရန်တို့ကတနိုင်လောက်တိုင်ပြန်တိုက်ခိုက်ကြပြီပဲကာရန်ကလည်းဖန်ခံလိုက်ရသလိုဝစ်စလာကလည်း6ောက်ကိုတနက်မှန်သွားလို့ကြမ်းမြေပေါ်မှာလဲနေခဲ့ပါပြီဖရော့ကဝစ်စလာကိုမျက်နှာတွေကိုဖြတ်နှင်းပြီးတော့နှိပ်ဆက်လိုက်ပြီးဂွေနိုလက်ကိုအက်ကပြန်ထွက်သွားခဲ့ပါတယ်ဘလိတ်ပြောင်းလာတော့တေဆုံးနေတဲ့သစ္စာကန်လေးနဲ့တူခုံမမအသက်မြော့မြော့ပဲကြံတော့တဲ့ဝစ်စလာကိုတွေးလိုက်ကြပါတယ်ကွင်းလိုကဝစ်စလာကိုမတတ်ဖဲသူတို့လိုသွေးဆုပ်ဖို့ကောင်ဖြစ်လအောင်လှုပ်ခဲ့တာပဲဖြစ်ပါလိမ့်ဝစ်စလာကဘလိတ်ကိုမြင်တော့ဘလိတ်ယူလာတဲ့စာရွက်အပိုင်းစာကိုသူနားလေသွားပြီးဖြစ်ပြီး တကယ်တော့ frog ကသွေးဆုံးဖို့ကောင်းနတ်ဖျားကိုအသက်ပြန်သွင်းဖို့လုပ်နေတာဖြစ်တဲ့အကြောင်းကိုရှင်းပြလိုက်ပါလိမ့်။စီရင်တို့အဓိကလိုအပ်ချက်နေနဲ့နေအောင်အောက်မှာလမ်းရှောင်းနိုင်တဲ့ blade ရဲ့သွေးကိုလိုအပ်အကြောင်းကိုလည်းတစရဲပြောပြလိုက်တာပါ။ Wesla က blade ကိုသူ့ကိုတတ်ခိုင်းနေပေမဲ့ blade ကမလုံရတာကြောင့် Wesla ကသူ့ကိုတဏ္ဍပေးခဲ့ဖို့ပြောလိုက်ပါလိမ့်။အဲနောက်မှာတော့ blade ကိုမောင်းထုတ်လိုက်ပြီး blade အပြင်ထွက်လာတဲ့အချိန်မှာပဲတဏ္ဍတန်တစ်ချက်ကြားလိုက်ရပါတော့လိမ့်။ blade က frog ကြံခဲ့တဲ့ video မှတ်တမ်းကိုကြည့်လိုက်ပြီးတော့တိုက်ပွဲအတွက်လက်နက်တွေကိုကိုယ်တိုင်ပြင်ဆင်ပါတော့လိမ့်။ အားလုံးပြင်ဆင်ပြီးသွားတော့ Frog ကိုတွေးတွေးဆက်ဖို့အတွက် Blade တောက်ထွက်လာခဲ့ပြီပဲဖြစ်ပါလိမ့်။နောက်တစ်ခါမှာတော့ Frog က Karen ကိုတွေးဆုပ်ဖို့ကောင်ဖြစ်အောင်ပြောင်းမိမယ်ဆိုပြီး Gallan စီးအောင်နေတော့ Blade ကထိုးပေါက်ဝင်လာတဲ့အကြောင်းကို Frog ရဲ့တပည့်တယောက်ကလာတဲ့ရင်ပို့သွားခဲ့ပါလိမ့်။ Frog ကသူ့လူတွေကိုလူအင်အားလုံးရင်းနဲ့ Blade ကိုလိုက်ရှာခိုင်းလိုက်ပြီးသူတို့လိုက်ရှာတဲ့အချိန်မှာပဲ Blade ကဆိုင်ကယ်တစ်စီးနဲ့အထာကြကြဖောက်ဝင်လာပြီးတော့စတနာနဲ့အမုန်းကျွေးပါတော့တယ်။တကယ်တော့ Blade တက်လိုက်တဲ့လူတွေအားလုံးကတွေးဆုပ်ဖို့ကောင်နေမှုပဲတစ်စာခံနေပဲဖြစ်နေပါလိမ့်။ Frogger Blade ကိုအသက်ရှင်ရလိုချင်တာကြောင့်သူတို့စကန်တစ်ခုလုံးကိုအလုံးပိတ်ချခိုင်းလိုက်ပြီးတော့ Blade ကိုအရှင်ဖမ်းဖို့သူကိုယ်တိုင်စီစဉ်ပါတော့တယ်။ Blade ကလည်းသူ Frosty ကိုသွားတဲ့ land တောင်မှာရှိနေသွေးဆုပ်ပုံကောင်းတွေအားလုံးကိုအပြတ်ရှင်းပြနေပြီး guarantee ထွင်ထားတဲ့ဆေးနဲ့ထိုးလိုက်တဲ့အချိန်မှာဘူပေါင်းတွေလိုဖောင်းကားလာပြီးပေါက်ကွဲထွက်သွားခဲ့ပါလိမ့်။ Blade ရဲ့ Frog ရဲ့အိတ်ခမ်းတွေကိုရောက်လာတဲ့အချိန်မှာတော့အကောင်ပုံစံတစ်တာတစ်ခုပွင့်သွားပြီးတော့အထဲကတူမီထွက်လာခဲ့ပါလိမ့်။တူမီကဘလိတ်ကိုသူ့အသက်ပြန်ရှင်လာတာဖြစ်တဲ့အကြောင်းပြောပြနေလို့ ဘလိတ်လက်သတိတစ်ချက်လွတ်သွားတော့မှဖလော်ဒိုကရောက်လာပြီးတော့ဘလိတ်ကိုလျှက်စီရှော့တိုက်တဲ့လက်နက်တွေနဲ့မထနိုင်အောင်ထိမ့်သိမ်းထားလိုက်ပါတော့တယ်။တကယ်တော့ဘလိတ်ရဲ့အမေကိုဖရော့ကသူ့နားမှာခေါ်ထားပြီးသူ့အတွက်အသုံးတော်ခံခိုင်းထားတာပဲဖြစ်ပါတယ်။ဘလိတ်ရဲ့အမေကလည်းရုပ်ကသာတူနေသေးပေမယ့်အခြားလူတယောက်လိုမျိုးပြောင်းလဲသွားခဲ့ပါပြီ။ဖရော့ကမင်းအမေကိုကြိုက်သွားတဲ့သွေးဆုပ်ပုတ်ကောင်ကိုမင်းတစ်ဘွာလုံးလိုက်ရှာနေတာ။အခုငါဒီမာလေးလို့ပြောလိုက်ခြင်းနဲ့ဘလိတ်ရဲ့လက်ပင်းကိုလျှက်စီရှော့တိုက်လိုက်တဲ့နောက်မှာတော့ဘလိတ်တယောက်လည်း တတိလက်သွားခဲ့ပါတော့တယ်အိုင်နာဖရော့ဒ်ကဘလိတ်နဲ့ကာရန်ကိုသူတို့အစီရင်လုပ်မဲ့ထာဝရညဖျားចောင်းလို့ခေါ်တဲ့နေရာတစ်ခုကိုခေါ်သွားခဲ့ပြီးသွေးသံကောင်စီကအဖွဲ့ဝင်ဆက်နှစ်ယောက်ကိုလည်းတခါတည်းဖမ်းလာခဲ့ပြီဖြစ်ပါတယ်ကိုဆိုရင်ဖရော့ဒ်အစီရင်မှာလိုအပ်တဲ့ဘလိတ်ရောသွေးသံသွေးဆုပ်ဖုတ်ကောင်ဆက်နှစ်ယောက်ကိုရှိနေဖြစ်တာကြောင့်အစီရင်ကိုစတင်တော့မှာပဲဖြစ်ပါတယ်ဖရော့ကဒီထာဝရညဖျားចောင်းဟာသွေးသခင်အတွက်ဆောက်လုပ်ထားခဲ့တာလို့အားလုံးကိုပြောပြနေတော့ကာရန်ကဘလိတ်ကိုလန့်ခေါ်နေပြီမဲ့ ဘလိတ်ကတော့သွေးစာလောင်မှုကြောင့်ဘာကူမှမကြားနိုင်အောင်ဖြစ်နေခဲ့ပဲဖြစ်ပါလိမ့်။ကွင်းကဘလိတ်စီကသူတင်းယူထားတဲ့ကားနဲ့ထွင်ပေးထားတဲ့ဆေးတွေကိုတော့ frog ကိုပေးလိုက်ပြီး frog ကအဲ့ဒီဆေးတွေကိုဘလိတ်သုံးနေတဲ့သွေးစာတို့ဆေးတွေလိုထင်သွားကာမင်းသွေးစာနေလောက်ပြီးပေါ့ဆိုပြီးတော့ဘလိတ်ကိုမခံချင်အောင်ပြောနေခဲ့ပါလိမ့်။ဘလိတ်ကဆေးရဲ့အရာသာကိုသိချင်းမင်းကိုယ်တိုင်သုံးကြည့်လိုက်ပါလားလို့အချုံနဲ့မှပေးလိုက်ပြီးမယ်။ frog ကသွေးစိတ်ကိုတောက်ရတာပဲကြိုက်တယ်လို့ပြန်ပြောလိုက်လို့ကံကောင်းသွားကြတာဖြစ်ပါလေ frog ကမင်းဓာတ်တွေကိုတော့မလို့တော့ပါဘူးလို့ပြောကဈေးဘူးတွေကိုလွတ်ပြစ်လိုက်ပြီ မင်းငါစကားကိုနားထောင်ပြီးတော့သူ့ရပြောတဲ့စကားကိုလက်ခံလိုက်တင်တာအခုတော့မင်းရဲ့လူသားဆန်တဲ့ဘတ်ချန်ကမင်းကိုပြောညံ့စီတာပဲလို့ပြောလိုက်တော့ Blake ကမင်းပါပဲပြောပြောမိုးမလင်းငယ်မသေးစေရမယ်လို့ကြိမ်းဝါလိုက်ပါလိမ့်အဲနောက်မှာတော့ Blake ကိုလည်းအစီရင်လုံးမဲ့ညာကိုခေါ်သွားခိုင်းခဲ့တယ်လို့သွေးတန်သွေးဆုပ်ပုတ်ကောင်ဆက်နှကောင်ကိုလည်းအစီရင်လုံးမဲ့အတိုင်းနေရာခြားထားခိုင်းလိုက်ပါလိမ့် Florent Queen က Karen ကိုမင်းတို့အထူး special season ပေးထားလို့ပြောလိုက်ပြီးနေရာတစ်ခုကိုခေါ်သွားခဲ့တာပါကျမ်းမြေမှာတွင်းပေါက်လို့အပေါက်လေးပေါက်ရှိနေတဲ့နေရာကိုရောက်တော့ အထဲမှာသွေးဆုပ်ဘုတ်ကောင်ချင်းချင်းအောင်ပြန်စားတဲ့ဖုတ်ကောင်တို့မျိုးပြတကောင်ရှိတဲ့ကြောင်းကရန်ကိုပြောပြလိုက်ပြီးတော့မိတ်ဆွေဟောင်းနဲ့သွားတွေးလိုက်ပါအောင်ပြောကတွင်းပေါက်ထဲကိုတွန်းချပလိုက်ပါလိမ့်ကရန်တွင်းပေါက်ထဲကိုရောက်သွားတော့အယိုးတွေနေရာနှက်မှာပြန်ကျင်းနေပြီးအထဲမှာသူ့ရဲ့အဆက်ဟောင်းကတစ်ကိုရုတ်ပြတ်ဆင်းပြတ်နေထားနဲ့တွေးလိုက်ရပါလိမ့်ကတစ်ကသူ့မှာသွေးခုံနှုံးလဲမရှိတော့ဘူးသူဘာတွေဖြစ်နေမှလဲမသိတော့ဘူးလို့ပြောကသူနဲ့အရင်လိုပြန်ပေါင်းထုတ်ဖို့စိတ်ကူးရှိသေးလားဆိုပြီးအနာကိုကတ်လာတဲ့ချိန်မှာတော့ ကာရန်ကမျက်နှာကိုအာရပါရတစ်ချက်ဖြတ်ကန်ပြီးတော့အရိုးတစ်ချောင်းနဲ့အချက်ပေါင်းများစွာရိုက်လိုက်ပါလေ။အိုင်နောက်ကာတစ်ပြန်မထနိုင်တော့တဲ့အချိန်မှာကာရန်ကတွင်းပေါက်ပေါ်ကိုပြန်တက်ဖို့ကြိုးစားလိုက်ပါလေ။ဂျာဗန်မှာလည်းဘလိတ်မေကဥဆောင်ပြီးတော့ဘလိတ်ကိုအစီရင်လုပ်မယ့်နေရာကိုခေါ်သွားခဲ့တာပါ။နေရာကိုရောက်တော့ဘလိတ်ရဲ့အမေကဘလိတ်ရဲ့အင်ဂျီကိုကိုယ်တိုင်ဖျဲပေးလိုက်ပြီးလူပုံစံထွင်းထားတဲ့အနက်ရောင်ကြောက်တစ်တာတွေကိုထည့်ကာလှုပ်မရအောင်လက်တွေလေဘေးတွေကိုကြိုးတွေနဲ့ချုပ်ထားလိုက်ပါလေ။ဘလိတ်ရဲ့အမေကဘလိတ်ကိုသွေးဆုပ်ဖို့ကောင်တွေက သူတို့ရဲ့မျိုးနွယ်တွေဖျက်သွားပြီမဟုတ်လို့သွေးစပုတ်ကောင်တယောက်နေနဲ့နေဖို့ကရှောင်လွှဲလို့မရတဲ့ကိစ္စပဲဆိုပြီးဘလိတ်ကိုအနူနီးနဲ့စီးယုံလိုက်ပါတယ်တဆက်သေးမကြာခင်မှာပဲသွေးစားတဲ့စိတ်ကအနိုင်ရသွားလိမ့်မယ်လို့ပြောလိုက်ပြီးတော့ဂျမ်မီယာခလုတ်တစ်ခုကိုနှိပ်လိုက်တဲ့အချိန်မှာပဲတစ်တိုင်တစ်ဖက်ချမ်းကပြန်ပိတ်သွားပြီးတော့ဘလိတ်ရဲ့လက်ကသွေးကြောကိုဒါနဲ့ဖောက်အောင်လှုပ်လိုက်ကသွေးတွေကိုထုတ်ယူလိုက်ပါတယ်ဖရော်ဒိုကလည်းသွေးတန်းသွေးစုပ်ဖုတ်ကောင်တွေကိုသူ့မျိုးရိုးတိုင်းနေရာချလိုက်ပြီးဘလိတ်ရဲ့သွေးတွေကလည်းအစာအုပ်အတွင်းမှာတွေထားတဲ့လမ်းကြောင်းတွေကနေတဆင့် တဖြည်းဖြည်းစီးလာခဲ့ပါတော့တယ်။ကာရန်ကလည်းတွင်းပေါက်ထဲကနေပြန်တက်လာနိုင်ခဲ့ဖြစ်တယ်လို့ဘလေးကိုဖမ်းထားတဲ့ခန်းထဲကိုရောက်လာခဲ့ပါတယ်။တွေးတဲ့ခေါင်းဆောင်တွေကလည်းလာမာဂရာတွေးသခင်ဆိုတာပုံမြင်တတ်တတ်တာဖြစ်ပြီးအချိန်ဖြုံးနေတာဖြစ်တဲ့အကြောင်းကိုပြောလိုက်ပါတယ်။တဆယ်လေးမှာ Frog ပြောတဲ့အတိုင်းမှန်နေတယ်ဆိုရင်တော့မှ Frog ကမင်းကိုလည်းငါတို့လိုပဲတပစ်မှာပဲလို့ပြောလိုက်တဲ့အချိန်မှာတော့ Frog ရဲ့တပည့်သမင်ဖြူနဲ့မိမကစိတ်တူသွားပြီးတွေးတဲ့သွေးဆုပ်ဖို့ကောင်းဆောင်တယောက်ကိုဘလေးရဲ့ဓာတ်နဲ့ပဲအဆုံးသတ်ပေးလိုက်ပါတယ်။ ကာရန်ကလည်းတစ်တာကိုပြန်ဖွင့်ကဘလိတ်ကိုကယ်ပေးလိုက်ပြီမဲ့ဘလိတ်ကတော့သွေးတွေထုတ်ခံထားတာတော့ခံမြော့မြော့ပဲကြံပါတော့တယ်ဘလိတ်နေနဲ့သွေးသားဖို့လိုနေအောင်ကာရန်ကသူ့လေပင်းကမကြက်သေးတဲ့ဒဏ်ဟာကနေတဆင့်ဘလိတ်ကိုသူ့ရဲ့သွေးကိုဆုပ်ယူခိုင်းလိုက်ပါတယ်တစ်ချိန်တည်းမှာပဲဘလိတ်ရဲ့သွေးတွေကအတွင်းလမ်းကြောင်းကနေတဆင့်သွေးသန့်သွေးဆုပ်ဖို့ကောင်တွေရဲ့နေရာတဲ့တွေကိုကျလာခဲ့ပြီး Floor ရဲ့လူတွေကသွေးသန့်တွေရဲ့နဖူးပေါ်သွေးတွေကျလာအောင်အတင်းလှုပ်ယူလိုက်ပါတယ်တစ်ချိန်တည်းမှာပဲမျက်နှာချက်ပေါ်ကသွေးစည်းကြောင်းတွေကလည်းအလေတဲ့တွေမှာတွားစုပြီးတော့သွေးစက်တစ်စက်ဖြစ်နေစူပေါင်းသွားကာ အောက်မှာစောင့်နေတဲ့ Frog ရဲ့နှစ်ဖူးတဲ့တဲ့ဘောကိုကြာသွားခဲ့တော့တာပါအဲဒီချိန်မှာလျှာစီးတွေလက်လာကအစာဦးတဲကိုမိုးချိုးတခုပြစ်လိုက်တဲ့ချိန်မှာတော့ Frog ရဲ့အစီရင်ကအောင်မြင်သွားကလျှာစီးအောင်းတွေကသွေးတန့်တွေရဲ့ Blade ရဲ့သွေးတွေထိထားတဲ့နှစ်ဖူးနေရာကိုစီးဝင်သွားပါတော့တယ် Blade ကလည်းကာရန်ရဲ့သွေးတချို့ကိုတောက်လိုက်ရလို့အားပြန်ပြေးသွားတဲ့ချိန်မှာ Blade ရဲ့အမေကရောက်လာပြီးတိုက်ခိုက်နေတာကြောင့်အဆုံးသတ်ပေးလိုက်ရပါသေးတယ်ဒီစီရင်လုံးနေနေရာကသွေးတန်ခေါင်းဆောင်တွေကလေလျှာစီးချောင်းချောင်းသူတို့ရဲ့ခန္ဓာကိုယ်တွေကနေအတောင်ပံပါတဲ့အရိုးပေါင်တွေထွက်လာပြီး Fraud ရဲ့ခန္ဓာကိုယ်ထဲကိုဝင်သွားတဲ့နောက်မှာတော့ Fraud တယောက်သွေးသခင်အစီရင်ကအောင်မြင်သွားခဲ့ပြီဖြစ်ပါလိမ့်။အဲဒီမှာ Blake ကလည်း Fraud ကိုတားဖို့အစီရင်လုပ်တဲ့နေရာကိုခုံဆင်းလာခဲ့ပါလိမ့်။ Blake ကသူ့ကိုတားခိုက်ဖို့ရောက်လာတဲ့ Queen ကိုသူအင်ဂျီကငွေကြိုးတိုးနဲ့ခေါင်းဖြတ်ပစ်လိုက်ပြီးအဲဒီခါမှာတော့ Queen ရဲ့ခန္ဓာကိုယ်ကပြန်ကောင်းစရာမကြံတော့အောင်ပြာဖြစ်သွားခဲ့ပါလိမ့်။အိုင်နာမတော့ Blake ကသွေးဆုပ်ဖို့ကောင်းနေနဲ့သူ့ရဲ့တစ္ဆာခံတွေကိုတယောက်ပြီးတယောက်အမောက်သိပ်ပြနေသလို Garen ကလည်းဆိုရင်ဖြူနဲ့သွေးဆုပ်ဖို့ကောင်းမကို Whistler ပေးထားတဲ့ဖြန်းစည်းမှုနဲ့ဖြန်းပြီးတော့အဆုံးသတ်ပေးလိုက်ပါလိမ့် Blake ကတိုက်ခိုက်နေတဲ့နံရံတစ်ခုမှစိုက်နေသူ့ရဲ့ဓားကိုယူလိုက်တဲ့အချိန်မှာ Frog ကလည်းဓားတစ်ချောင်းနဲ့ Blake ကိုတိုက်ခိုက်ဖို့စိန်ခေါ်လိုက်တာပါအဲနောက်မှာသူတို့နှစ်ယောက်ကြားမှာပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်သွားခဲ့ပြီး Blake က Frog ရဲ့လက်တစ်ဖက်နဲ့ Frog ရဲ့ခန္ဓာကိုယ်ကိုထပ်ပိုင်းပိုင်းပစ်လိုက်ပါလိမ့်ဒါမဲ့သွေးသခင်မော်အောင်သွားတဲ့ Frog ကသွေးတွေနဲ့သူ့လိုလိုပြန်ဆက်သွားသလိုလက်အသေးတစ်ဖက်ကလည်းချက်ချင်းပြန်ပေါက်လာခဲ့တာပါ Blake လည်းဗာလဲရဆိုပြီးတော့ကြောင်သွားခဲ့မယ်သတိမလွတ်သွားခဲ့ပဲ Frog ကိုဓားနဲ့ချက်ပေါင်းများသွားပိုင်းပစ်လိုက်ပါလိမ့် ဒါပေမဲ့ frog ကတစ်ချက်မှမထီအောင်ရှောင်းလိုက်ပြီးတော့သူ့လက်ရောက်ပြီးဆိုပြီးအလွန်လှင်မြန်းတဲ့အရှိန်နဲ့ blade ကိုတိုက်ခိုက်လိုက်တာကြောင့် blade လက်ဝေးကိုလွင့်ထွက်သွားပါတော့လေနောက်ချက် frog ရဲ့ရင်ဘတ်ကိုဓာတ်နဲ့ထိုးလိုက်ပြီးမြဲသူပဲခံလိုက်ရပြီးကြမ်းပြေမော်လဲကျသွားခဲ့ပါတော့လေအဲမှာ frog လွတ်ပြစ်လိုက်တဲ့သွေးစိုးပုတ်ကောင်ဖောက်ခွဲစေးတောင်တွေကိုနိုင်ရန်တစ်ခုမှချိတ်နေမြင်လိုက်ရတော့သူ့ရဲ့ဓာတ်နဲ့လှမ်းပြစ်လိုက်ပြီးအောက်ကိုပြန်ကျလောင်လှုပ်လိုက်ပါလေ blade ကအောက်ကိုကျလာတဲ့စေးတောင်ဘူးတွေကိုလှလှပပပဲဖမ်းယူလိုက်ပြီးတော့ frog ကိုစေးတောင်တွေနဲ့တစ်ချက်ချင်းပြစ်လိုက်တာပါ လေယာဉ်တစ်ပြက်တွဲမှာပဲဆေးတောင်းနေအများကြီး fraud ရဲ့ကိုမဆိုင်ဝင်နေပြီးတော့နောက်ဆုံးကျန်တဲ့ဆေးတောင်းကို blade ကလေပေါ်ကိုမြောက်တင်လိုက်ပြီးခြေထောက်နဲ့ခုံကန်လိုက်တဲ့အချိန်မှာတော့ fraud နှစ်ဖူးကိုစိုက်ဝင်သွားပါတော့တယ်ခနာတွဲမှာပဲဆေးဆွမ်းပြလာက fraud ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမြေမကောက်အောင်ဖောင်းကားလာပြီးတော့ပောက်ကွဲထွက်သွားပါတော့တယ်အဲဒီမှာတော့ blade ကကာရန်ကိုခေါ်ကသူ့ဓာတ်ကိုပြန်နှုတ်ယူလိုက်ပြီးအစီရင်လုံးတဲ့နေရာကနေပြန်ထွက်လာခဲ့ကြပါတယ်အပြင်ကိုပြန်ရောက်တော့ကာရန်ကကျမရှင်ကိုကုဖို့ဆိုရင်ဓာတ်ခွဲကန်တစ်ခုလိုလိမ့်မယ်လို့ပြောလိုက်ပေမဲ့ ဘလိတ်ကတော့သွေးဆုပ်ဖုတ်ကောင်တွေကိုနှိမ်နှိမ့်မို့သူ့တောင်းကောင်ကမပြီးဆုံးသေးတဲ့ထွတ်လောလောဆယ်မှာဆေးမကုသေးပဲသူ့ကိုကူညီခြင်းသွေးဆုပ်ဖုတ်ကောင်တွေကိုတတ်ဖို့ပိုကောင်းတဲ့သွေးလက်နက်တွေသာလုတ်ပေးပါတော့လို့ပြောလိုက်ပါလိမ့်နောက်တစ်ခါမှာတော့ရုရှားနိုင်ငံမော်စကိုမြို့တနေရာမှာနေနေတပွဲပွဲကြနေကြကဇုံတွေတွေလမ်းလျှောက်လာနေခဲ့ပါလိမ့်အမျိုးသားမိန်းကလေးကို surprise လုပ်ပေးမယ်ဆိုပြီးတော့သွေးဆုပ်တော့မယ်အချိန်မှပဲ blade ကပေါ်လာပြီးတော့တိုက်ခိုက်ဖို့ပြင်လိုက်တဲ့အချိန်မှာ လိတ်1998ခုနှစ်မှာထုတ်တဲ့ဇာတ်ကားလေးကဒီနေရာမှာပဲအဆုံးသတ်သွားခဲ့ပါတော့တယ်ခင်ဗျာဆိုတော့နောက်ထပ် Blaze Zealand တွဲအဆက်တွေကိုလည်းထပ်မံပြီးတော့တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ပြီးတော့ notification bell လေးကိုလည်း on ထားခဲ့ကြဖို့တိုက်တွန်းလိုက်ပါစေဒီနေ့ season ကိုဆုံးဒီလိုက်ပါကြီးစုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတော့ပြောရင်းနဲ့ရွှေမြမိသားများအားလုံးပဲကျမ်းပါပေးခြင်းကြပါသည်ခင်ဗျာကျွန်တော် anchor မူပါ